သူများကိုမနာလိုတဲ့စိတ်ဒါကလူသားတိုင်းမှာရှိနိုင်တဲ့ခံစားချက်တစ်ခုပါဒါပေမဲ့ဒီခံစားချက်ကတစ်ခါတလေလူတစ်ယောက်ရဲ့ဝိညာဉ်ကိုလုံးလုံးရလျားမီးလောင်ပြကျသွားအောင်ဖျက်ဆီးပစ်နိုင်တယ်ဆိုတာသင်ယုံပါသလားဂျပန်နိုင်ငံရဲ့ရှေးဟောင်းတနိုင်တစ်ခုထဲမှာအဲ့ဒီလိုဖြစ်ရတစ်ခုရှိခဲ့ဘူးပါလေဒီဇလန်ကဟန်ယမီကိုလိုခေါ်တဲ့တရေတစေเจ้าမှာသူမဟာအချင်းနဲ့မနာလိုမှုကြောင့်ပိတ်မိခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝိညာဉ်ဖြစ်ပြီးသူမရဲ့မျက်နှာကဂျပန်သမိုင်းထဲမှာအခုချိန်ထိကြော်ကြနေသေးပါဒီနေ့ကျွန်တော်တို့အဲ့ဒီကြောင့် ဆရာကောင်းတဲ့ဇလန်းလေးကိုခြေတလန်းဝင်ကြည့်ကြမှာပါအစင်းသင်းဖြစ်ပြီလားအချိန်ကဂျပန်ရဲ့ဟဲအန်ခေ AD 1200ရဝင်းကျင်လောက်ကပါတိုချိုမြို့ရဲ့မြောက်ဘက်မှာရှိတဲ့တောင်ကြားလေးတစ်ခုမှာကြေးရွာငယ်လေးတစ်ရွာရှိခဲ့တယ်အဲ့ဒီရွာမှာအိုရီဆိုတဲ့အမျိုးသမီးတစ်ယောက်နေထိုင်ခဲ့တယ် ။အိုရီကအသက်25နှစ်လောက်ပဲရှိသေးပြီး သူမရဲ့အလှတရားကရွာထဲမှာနာမည်ကြီးတယ်။သူမရဲ့စပင်ကမဲနက်ပြီးစီးကျနေတဲ့ရေတခွန်လိုပဲ။သူမရဲ့အပြုံးကလည်းຫນွေဥရာတီရဲ့ပန်းပွင့်တွေလိုလှပတယ်လို့ဆိုကြတယ်။အိုရီကရွာထဲကဆာမူရိုင်းတယောက်ဖြစ်တဲ့ယာစုနိုကို ချစ်မိခဲ့တဲ့ယာစုနိုကရွာကိုကာကွယ်ပေးတဲ့သူရဲကောင်းတယောက်ဖြစ်ပြီးသူ့ရဲ့ချုံမုံမှုနဲ့ရဲစွမ်းတတ္တိကအိုရီကိုသဘောကျစေခဲ့တာပါ။ဒါပေမဲ့ ။အိုရီမှာပြဿနာတစ်ခုရှိတယ်။သူမဟာယာစုနိုကိုအယမ်းချစ်လွန်းလို့သူနဲ့ပတ်သက်ရင်ဘသူ့ကိုမှမမြင်ကျင်ခဲ့ဘူး။ယာစုနိုကတခြားမင်းကလေးတွေနဲ့စကားပြောရင်တောင်အိုရီရဲ့ရင်ထဲမှာမီးတွေလောင်နေတယ်လို့ခံစားရတယ်။တနေ့မှာတော့ယာစုနိုကမြို့တော်ကမင်းသမီးတစ်ပါးဖြစ်တဲ့ဟီနဲ့ဆိုတဲ့မိန်းမပြူတယောက်နဲ့လက်ထပ်ဖို့စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုအိုရီကြားလိုက်ရတယ်။ဒီသတင်းကအိုရီရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးတယ်လို့ဖြစ်သွား။အားစီတဲ့သူမဟာယာစုနိုကိုမေးမထုတ်ခဲ့ပေမဲ့ ရာစုလူကဒါကမင်းသမီးရဲ့အမိန့်ပဲငါမလွန်ဆန်နိုင်ဘူးလို့ပဲပြန်ဖြေခဲ့တယ်။အိုရီရဲ့မျက်နှာမှာအပြုံးတွေပြောက်သွားပြီးတူမရဲ့မျက်လုံးထဲမှာမနာလိုတဲ့မိတော့တွေစတင်လောင်ကျွမ်းလာခဲ့တယ်။အိုရီတယောက်ရာစုလို့ကိုဆုံးရှုံးရမှာကိုလက်မခံနိုင်ခဲ့ဘူး။သူမဟာတညမှာတောင်ထဲကစွန့်ပစ်ထားတဲ့ဖုန်ကြီးကျောင်းဟောင်းစီသွားခဲ့တယ်။အဲ့ဒီမှာသူမဟာရှေးဟောင်းစာအုပ်တအုပ်ကိုတွေ့ခဲ့တယ်။အဲ့ဒီစာအုပ်ထဲမှာမနာလိုတဲ့ဝိညာဉ်ကိုအင်အားဖြစ်ပေးနိုင်တဲ့အမောင်ထူးရဲ့စွမ်းအားအကြောင်းရေးထားတယ်။ အိုရီကအဲ့ဒီစာရီကိုဖတ်ရင်သူမရဲ့မနာလိုစိတ်ကိုအပြည့်အဝလွတ်ပေးဖို့ဆူတောင်းခဲ့တယ်။အဲ့ဒီညမှာလေပြင်းတွေ တိုက်လာပြီးကြောင်အောင်တဲ့ကမီးအိမ်တွေတဖြည်းဖြည်းငိမ့်သွားတယ်။အိုရီရဲ့သပင်းတွေလေထဲမှာလွင့်ပြန်နေပြီးသူမရဲ့မျက်နှာကတဖြည်းဖြည်းပြောင်းလဲလာတယ်။သူမရဲ့မျက်လုံးတွေကအနီရောင်နဲ့တောက်လောင်လာပြီးသူမရဲ့ပါးစပ်ကပိုကျဲလာကခြုံထက်တဲ့သွားတွေပေါက်လာတယ်။အိုရီဟာလူသားမဟုတ်တော့ဘဲဟန်နမီကိုဆိုတဲ့တရက်တစ်စီတစ်ကောင်ဖြစ်သွားခဲ့တယ်။အိုရီဟာရွာကိုပြန်လာခဲ့ပြီး ရာစုလူနဲ့ဟိနေတို့ရဲ့မင်္ဂလာပွဲကိုဖျက်ဆီးဖို့ကြံစီခဲ့တယ်။မင်္ဂလာပွဲညမှာလူတိုင်းကပျော်နေကြပေမဲ့အိုရီရဲ့အရေးဟာလက်မင်းအောက်မှာပေါ်လာခဲ့တယ်။သူမရဲ့မျက်နှာကမနာလိုမှုနဲ့ဒေါသတွေပြည့်နေနေပြီးသူမရဲ့အော်တန်ကလေထဲမှာပဲ့တင်ထက်နေတယ်။မင်္ဂလာပွဲတဲကလူတွေဟာကြောက်လန့်ပြီးထွက်ပြေးကြတယ်။ဒါပေမဲ့အိုရီရဲ့ဒေါသကရာစုလူနဲ့ဟိနေတို့ကိုမလွတ်ပေးခဲ့ဘူး။သူမဟာသူတို့ကိုလိုက်လံတိုက်ခိုက်ပြီးနောက်ဆုံးမှာသူတို့နှစ်ယောက်လုံးကိုတေဆုံးသွားစေခဲ့တယ်။ ကိုရီးယားလက်စားချေမှုကဒီမှာပဲမပြီးသွားခဲ့ဘူး။သူမဟာသူမရဲ့မနာလိုစိတ်တွေနဲ့တူတရေတစီအဖြစ်အမြဲတမ်းရှင်သန်နေခဲ့တဲ့ဒီကြေးရွာကလူတွေကအိုရီကိုဖန်နမီကိုလို့နာမည်ပေးခဲ့ပြီးသူမရဲ့ပုံမှန်တွင်ပြင်ကိုမျက်နှာဖုံးတစ်ခုအဖြစ်ဖန်တီးခဲ့ကြတယ်။အဲ့ဒီမျက်နှာဖုံးမှာချွတ်ထက်တဲ့သွားတွေအနီရောင်မျက်လုံးတွေနဲ့ကြောက်စရာကောင်းတဲ့အမှုအရာတွေပါဝင်နေအဲ့ဒီမျက်နှာဖုံးကိုဂျပန်ရဲ့နိုပြဆက်တွေမှာအခုချိန်ထိတုံးနေကြဆဲပါဒါပေမဲ့ဒန်နာရီကဒီမှာပဲအဆုံးမသက်ပါဘူးလူတချို့ကတော့အိုရီရဲ့ဝိညာဉ်ဟာ အခုထိဂျပန်ရဲ့တောအုပ်တွေစွန့်ပစ်ထားတဲ့အိမ်တွေထဲမှာလှည့်လည်နေစေလို့ယုံကြည်ကြတဲ့တခါတလေညဘက်မှာလေထဲကအော်တန်တွေကြားရတယ်လို့လည်းပြောကြတယ်အဲ့ဒီအော်တန်ဟာအိုရီရဲ့မနာလိုစိတ်နဲ့ဝမ်းနည်းမှုတွေရောရှက်နေတဲ့အတန်တွေလို့ဆိုကြပါတယ်ဒီဇလန်ကဂျပန်နိုင်ငံမှာလူတိများပြီးအခုချိန်ထိလူတွေကိုကြောက်ရွံ့မှုနဲ့ဆွဲမမှုကိုပေးနေစေပါမနာလိုစိတ်ဆိုတာတခါတလေလူတစ်ယောက်ကိုဘယ်လောက်ထိဖျက်ဆီးနိုင်လဲဆိုတာဒီဇလန်ကတည်တည်ပြခဲ့တာပါကဲ ဒီဇလန်ကိုကြားပြီးတဲ့နောက်တင်ပါရီခံစားရလဲအူရီရဲ့အချက်နဲ့မနာလိုစိတ်ကြားကဒီဇလန်ကတင့်ကိုစဉ်းစားစရာတွေဖြစ်လာစီမှာပါဒီလိုကြောက်စရာကောင်းတဲ့ဇလန်တွေထက်ကြားခြင်းရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့နောက်တစ်ပုတ်မှထပ်တွေ့ကြမယ်အဲ့ဒီအထိအိမ်မက်ဆိုးတွေမမက်ပါနဲ့လို့ဆုတောင်းပေးပါတယ်နှုတ်ဆက်ပါတယ်တရတာတာဘိုင်း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 